အခုကျွန်တော်ကိုယ်တိုင်ဝေကြီးတဲ့ခါကျမှကျွန်တော်သိတယ်သူကနေပူလဲထွက်လဲသူကမပူဘူးရနေချိန်ကလည်းဒီကောင်ဝင်လေရစပန်ပြီးတော့ဒီလိုရွှေရွှေပြည့်ပြည့်လေးဆိုတော့လေခန္ဓာကိုယ်မှာရန်ပေါ့ပါနေတက်တောင်တက်တာဖြစ်တယ် Span is the best ပဲလို့ now ဆိုရင်လည်း Span နေနောက်လျှောက်ဝတ်တော်မှာမနေ့မျိုးရယ်ဒါရုပ်ရှင်ကားကြီးဆိုတာငွေကြီးပေါ့နော်ရှင်ကြီးဆိုတာပြောရင်တော့အတပြာနဲ့ပေါ့ချီရန်လဟန်နဲ့ပြောရင်တော့မောင်ဝိုင်းပေါ့နော် အဲ့ဒါနဲ့လာပြီးကြည့်ကြရတာဟာဒီကားကိုကျွန်တော်တယောက်တည်းရုပ်ရှင်ကားကြီးကိုတယောက်တည်းအနေနဲ့မင်းရိုက်ဖို့ကြတော့ကျွန်တော်ကိုယ်တိုင်မရရဲတာမြန်မာလောကရံရဲလို့တော့ဘဝမှာထွေထူးမရှိပါဘူးကျွန်တော်ကလည်း AI အကြောင်းနဲ့ပြဿနာဖြစ်လို့မဲ့ထင်ကျွန်တော်ဒိုးဒိုးတာမနေဘူးအဲ့နာမှာကောက်ကောက် ဒီနေ့ကစပန်ကျွန်တော်ဟိုဟာဒီဒေါဂလန်ကားထဲမှာပါတဲ့ရိုက်ပေါက်ဆိုတဲ့ character ဝင်ပြန်ပြီးတော့အဲအဲ့မှုတွေပဲပြန်ဝင်လာတာပါဟုတ်ကဲ့ဒီနေ့ကအနည်းငယ်စပန်ပုံနဲ့ဆက်ဆံဒီနေ့ကျတော့အမေရဲ့စပန်ပုံနဲ့မဟုတ်တော့ဘူးအကုန်လုံးကလည်းဒီကားထဲမှာပါတဲ့ character လေးတိုင်းပဲကျွန်တော်ဝတ်ခဲ့ပေးပါဆိုတော့အဲဟိုဟာဟိုနေ့က family show မှာအဲ့လိုပြောလိုက်တဲ့ခါကျတော့မနေ့ကမနေ့ကတနေ့ရမှာကျွန်တော်သွားရှာပြီးတော့ အញ្ញံချုပ်ဝင်လာတာပါအဲ့အဲ့မူမူတိုင်းလေးပဲနော်စပတ်တော့စပတ်မှာပဲဟုတ်ရာဒီမှာဒီအသားဝေးရတဲ့ခန္ဓာမျိုးပြေတာဟွန်းအဲ့ကျွန်တော်အရန်ပြောပြကြလို့ spat is the bug ပဲပေါ့နော်ဘာလို့လဲဆိုတော့ဟိုဟိုပါပေါ့နော်ဘယ်လိုပြောရမလဲအစကကျွန်တော်စပတ်ကျွန်တော်အမေတို့လူကြီးတွေဝတ်ကြတယ်ပေါ့နော်ဘာကြောင့်ဝတ်တာလဲဆိုတော့ကျွန်တော်သိချာမသိဘူးအခုကျွန်တော်ကိုယ်တိုင်ဝတ်ကြည့်တဲ့ခါကျမှကျွန်တော်သိတယ် သူကနေပူတဲ့ထွက်လဲသူကမပူဘူးလို့ရနေအချိန်ကလည်းဒီကောင်းဝင်လေးရစပန်ပြီးတော့ဒီလိုရွှေရွှေပြပြလေးဆိုတော့လေခနာကူမှာရန်ပေါ့ဘွားနဲ့တတောင်တတာဖြစ်တယ်အဲ့ကြောင့်မလို့ကျွန်တော်စပန်ကိုရွေးချယ်ကြလို့ခင်ဗျာကျွန်တော်လည်းနောက်ပိုင်းစပန်နေတောက်လျှောက်ဝဲဖို့အစီအစဉ်ရှိပါတယ်ဗျာဒီရိုက်ပေါက်ကာရတာလေးကိုမှန်တိုင်းပြောရင်ကျွန်တော်ရန်သဘောကျပါတယ်ကျွန်တော်ဘွားအတွက်လည်းဒါအတတရားဖြစ်မဲ့ဒီကာရတာလေးပေါ့ဗျာဘာလို့လဲဆိုတော့ကိုယ်မြင်လိုက်တာနဲ့ပြီးရိုက်ချင်တာတဲ့မှာကိုယ်ကတောင်းမကြုံ ဘေးနားမှာလည်းစော်လန်းလေးတစ်ခုရှိတယ်။ရန်ရှောက်ပေါ်ကတောင်မကျိုးဝတ်ထားရတယ်။အဲ့လိုကြိုးကြောင်နေဆိုတော့အဲ့လိုကိုယ်မြင်တာလည်းပြေကျုံနေကြတာပေါ့နော်။အဲ့လို character ဖြစ်အောင်ကျွန်တော်မနေစိုးစားရတယ်။ကြည့်ရခါမှာလည်းကိုယ်ပုံနဲ့တကယ်မြင်တာနဲ့ရိုက်ချင်တာကိုယ်တော်ပြောင်းကြည့်တဲ့အချိန်မှာကိုယ့်ကိုယ်ကိုပြောင်းကျုံနေတာ။ကိုယ်ပြောင်းကျုံနေတဲ့အစီအစဉ်ဖြစ်တယ်ဆိုတော့အဲဒီ character လေးကိုကျွန်တော်သဘောကျပါတယ်ခင်ဗျ။ဟုတ်။အဲ့ဒါကတော့ကျွန်တော်ဟိုဟာဇနီးမီဒီယာအချိန်ပေါင်းများစွာနဲ့ကျွန်တော်စိုးစားရတာပါ။ ကျွန်တော်အစိတ်ကူတာမရှိဘူးကျွန်တော်ဒီမောင်ဆုံးနေနဲ့မင်းသားတွေအများကြီးဒီကားမှာပါမယ်လို့ပြောတယ်ကျွန်တော်ဝမ်းသာတယ်။ဒါပြလို့ဆိုတော့ဇကားတကကိုတယောက်တည်းရရင်ကိုတယောက်နဲ့ပြိုင်တဲ့နယ်ပဲသွားမှာ။မင်းသားတွေအများကြီးပါတဲ့ခါကျတော့မင်းသားတွေအများကြီးပြိုင်တဲ့နယ်ဆိုတော့ဘာဖြစ်ဟိုဇကားတကရရတာလေကွန်ဖီဒန့်ရှိတာပေါ့နော်။အဲအဲ့လိုမျိုးလေးဖြစ်တာ။ပြီးတော့ရိုက်တဲ့ခါမှလည်းရိုက်ခွဲပေါ်မှာပြောရတယ်။အငငယ်ချင်းတွေဟေးဟာဟိုးနဲ့အဲ့လိုမျိုးပါ။မနေ့မျိုးရင်ဒါရုပ်ရှင်ကားကြီးဆိုတာငွေကြေးပေါ့နော်။ရှင်ကြေးဆိုတာပြောရင်တော့ အတပြာနဲ့ပေါ့ခြေရန်လဟန်နဲ့ပြောရင်တော့မောင်ဝိုင်းပေါ့နော်အဲ့ဒါနဲ့လာပြီးကြည့်ကြရတာဟိုကျွန်တော်တို့ဂလန်တွဲဆိုတာတီတီဘတ်ဆိုပြီးနှိမ့်လိုက်အလကားကြည့်လို့ရတယ်အလကားကြည့်လို့ရတဲ့ကားဖြစ်တယ်ပြီးတော့ဒီကောင်ကတော့ခုနပြောသလိုမောင်ဝိုင်းလေးနဲ့လာပြီးကြည့်ရတဲ့ဟာလေးဖြစ်နေတာကြတော့ဟိုဒါဒီကားကိုကျွန်တော်တယောက်တည်းရုပ်ရှင်ကားကိုတယောက်တည်းအနေနဲ့မင်းရိုက်ဖို့ကြတော့ကျွန်တော်ကိုယ်တိုင်မရရဲတာကျွန်တော်ကိုယ်တိုင်မရရဲတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့လို မင်းသားတွေအများကြီးပါတာတို့အဲဒီကားမှာမင်းသားအနည်းဆုံး2ယောက်3ယောက်အဲ့လိုရိုက်ပါတဲ့ကားတွေတော့ကျွန်တော်ကိုယ်တိုင်ရရဲပါတယ်ခင်ဗျာဘာလို့လဲဆိုတော့ error တစ်ခုခုဖြစ်သွားရင်လည်းကိုယ့်အတွက်လည်းမကောင်းဘူး producer တွေလည်းကျွန်တော်အားနာရတယ်အဲအကုန်လုံးပတ်စံနဲ့လုပ်ပြီးလုပ်ထားရတော့ကြောင့်မလို့အဲ့လိုတယောက်တည်း main မင်းသားအနေနဲ့ကတော့ကျွန်တော်ဇလန်းတွဲပဲရရဲပါတယ်ခင်ဗျာဟုတ်ကဲ့အဲ့ဒါတော့အမားနဲ့ကျွန်တော်ရှေ့မှာရှေ့မှာဇန်နုမီတဲ့9ရက်ပြီးတော့ကြော်ညာတစ်ခုအတူတူရိုက်ဖို့တယ်အမှားတည်းရင်းရင်းနေသေးတာဖြစ်နေတော့ ြောင်းရောင်းနဲ့ဘယ်စင်းရရင်ဘာလေးလုံးလိုက်မယ်ဘယ်စင်းရရင်ဘာလေးလုံးလိုက်မယ်အဲအဲ့လိုလေးတွေသွားတဲ့ခါကျတော့ဟိုရိုက်တဲ့ခါမှာရိုက်ပေါက်နဲ့မေနဲ့အဲ့လိုဖြစ်နေတာပေါ့နော်ရှင်မွေလာနဲ့မေဂရက်စ်ကပျောက်သွားတယ်ရိုက်ပေါက်နဲ့မေနဲ့ဖြစ်ပြီးတော့ဇလန်လေးကမိုက်သွားတယ်လို့ထင်ပါတယ်မတရားရင်းနဲ့ရှိတယ်သူနဲ့စုံတွေ့တဲ့နေရာတရှိဆူခိုင်းတာအမတရားတော့အဲ့အဲ့ဒီ ဒီမတိယဆင်းကကျွန်တော်တကယ်မတိယဆင်းရှိတယ်ကျွန်တော်ပြောလိုက်ဇလန်ပေါ်သွားမှလည်းဆိုးတယ်ဒါမဲ့လည်းကျွန်တော်ကြိုးစားပြီးပြောပြပါမယ်အဲ့မြင်းစည်းရက်ခံရှိတယ်ကျွန်တော်မြင်းစည်းရမှာလည်းကျွန်တော်မြင်းမစည်းမြင်းမစည်းတတ်ဘူးမဟုတ်ဘူးတဲ့မြင်းဆွဲရမှာတဲ့မင်းသမီးကမြင်းစည်းရမှာတော့ okay ကျွန်တော်အရင်စတာနောက်တယ်မမ်မီဂရက်ကမြင်းပေါ်တက်တဲ့ချိန်မှာကျွန်တော်မြင်းကိုစချင်တယ်အမြင်းကိုမြင်းကထခုံလိုက်မှာအမကကြောက်တယ် မောင်လေးရှင်မွေလာမဆနဲ့တော့တောင်းမှမှာလဲမဆနဲ့တော့အဲအဲ့လိုလေးတွေကအမှတ်တရပါဘာဟုတ်ပြီးတယ်အဲ့ဒါလေကျွန်တော်ပြောချင်တာအဓိကအဲ့ဒါပဲဘောကတယ်ဆိုတာဒီကူမောင်တော့အဓိကလည်းမဟုတ်ဘူးဒီကူမောင်တော့အချက်ပြီးရင်တငယ်ချင်းတင်အောင်အချက်ပြီးရင်ချစ်သူသမီးသားအချက်ပြီးတော့ထန်းတာလူလက်တန်းတာခြေကံလူလက်တန်းတာအကုန်လုံးမှာလောကရဲ့အကူတည်ရှိတယ် စတော့ကျွန်တော်တို့ကဇလန်းသဘောတဘာဝရပျော်ဖို့ကောင်းရိုက်ထားတယ်ဒါပေမဲ့ထိုးကလည်းဟာတာကားထင်တယ်အဲ့ဒါလေးတွေကိုပဲကြော်ညာလိုက်တဲ့ခါကျတော့တကယ်တော့ဟာတာကားမဟုတ်ပါဘူးတကယ်လောကနဲ့ဟုတ်ဒီငယ်တုံးဆိုတာပူးစုပစက်အဲ့လိုခံရရခေါ်တဲ့ဟာလေးကိုအဲခံရတဲ့အချိန်မှာပြန်ဖြည့်ရှင်းတာလည်းအကောင်းဆုံးနည်းလမ်းနဲ့ပြန်ဖြည့်ရှင်းပါလေဆိုတဲ့ဟာလေးကိုရိုက်ပြလာတာပါပညာပေးကားလေးပါကျွန်တော်တော့အများသဘောကျပါရဲ့အဲ့တော့လည်းကြည့်ရှုအားပေးဖို့တော့လည်းဖိတ်ခေါ်ပါပြီးတော့ကျွန်တော်တခုပြောချင်တာစပန်ကလေလူကြီးတွေဝတ်ကြတယ်တချို့ကအာကြီးမအစင်လို့ပြောကြတာလေ အဲ့ဒါတကယ်တော့မဟုတ်ပါဘူးအာဒီမမမဟုတ်အာန်ဒီတွေဝင်အန်ဒီတွေဆင်ပေါ့ခလေးတွေဝင်ခလေးဆင်ကောင်မလေးတွေဝင်ကောင်လေးကောင်မလေးဆင်ကောင်လေးတွေဝင်ကောင်လေးဆင်ပေါ့နော်ဘာဖြစ်လို့ ဝကြီးတွေကအဝတ်များလဲဆိုတော့ကျွန်တော်အခုမှသဘောပေါက်တယ်ကျွန်တော်ကိုယ်တိုင်ဝကြီးတဲ့ခါကြတော့မှဒီကောင်တနေကုန်ကြီးတယ်ပို့ပါရှိတယ်အဲကြောင့်မို့လူကြီးတွေကကျွန်တော်မျိုးဆိုမနဲ့မိုးနေတာနဲ့အိမ်ကဟိုကော်ဖီပြောရတယ်နေ့နေ့ချာတနေကုန်လုံးလောက်ရတဲ့ခါကြတော့ဟိုကပူတဲ့ဝတ်စားတွေစလို့ဝင်းနေတယ်အဲ့တော့တနေကုန်ပို့ပါနဲ့တလုံးတလားရှိတယ်အစပန်ကိုပဲအကုန်လုံးဝတ်ကြရတာဆိုတော့အဲကြောင့်မို့စပန်ကိုလူကြီးတွေကရွေးချယ်များပါလားဆိုတော့ကျွန်တော်သဘောပေါက်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ အာကျွန်တော်ဦးနာပြောပြီလေ span is the best ပဲလို့ now ဆိုရင်လည်း span နေတော့ shot ဝတ်တော်မှာမြန်မာလောကရန်ရဲ့လို့တော့ဘဝမှာ trade မရှိပါဘူးကျွန်တော်ကလည်း AI အကြောင်းနဲ့ပြဿနာဖြစ်လောက်မဲ့ထင်ကျွန်တော်ဒိုးတာမနေဘူးအဲ့နာမှာအဲဘဝမှာတော့အဲ့လိုလောကရန်ရဲ့လို့တော့ကြီးကြီးမားမားခံရတယ်လို့ကျွန်တော်ဆယ်တန်းကိုနှစ်နှစ်ဖြေခဲ့ရလေပထမတစ်နှစ်ကြာအောင်မဲ့ထင်ပြီးတော့ဖြေပြီးတော့ကြာတာပေါ့နော်အဲ့ဒါပဲရှိခဲ့ပါတယ်အဲ့အကြောင်းပြောမယ်ဆိုရင်တော့အရှိန်ကြီးဖြစ်သွားလိမ့်မယ်လောကရန်ပျောက်သွားလိမ့်မှာဆိုတော့လေကျွန်တော် မပြောတော့ပါဘူးဒီလုံးလံစကားတွေကအခုလာမယ်ကိုရဲ့နေမှာမြန်မာတပြည်လုံးမှာရှိတဲ့ရုပ်ရှင်ရုံတွေမှာပြသတော့မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါရောက်ကြည့်အားပေးဖို့တော့ကျွန်တော်ကဒေသဆိုဖိတ်ခေါ်ပါတယ်